ဟုတ်ကဲ့ရှင်အရင်တော့ကတော့ဗောနော်ဒီ miss ပြန်ပွဲလို့တော့ကတက်ထက်ထက်ဆန်နဲ့လုတ်ခဲ့တယ်ဗောနော်ဟိုမှာအဲ့ဒီနံပါတ်လေးကတိတ်ပြီးတော့အဆင်မပြေဘူးဗောနော်ဆိုတော့အခါကျတော့ပြင်မေးလိုက်တဲ့အခါကျတော့ဆရာပြောင်းမှာဆိုတော့ခက်တန်သားဆိုနံပါတ်လေးပြောင်းလိုက်တာပါပြိသက်ကိုလည်းရမ်းအားနာတယ်နံပါတ်တစ်ခုပြီးတစ်ခုပြောင်းနေရလို့လေတစ်ခါသုံးခါလောက်ရှိပြီဟုတ်ညီမလေးအနေနဲ့တော့လေးကို တိတ်တော့နားမလဲတော့တက်ထက်ထက်ဆန်ဆိုတော့လည်းအဆင်ပြေရဲ့တခါတလေစကားပြောရခါကျရင်မိတ်ဆက်လို့ရှင်ကိုနာမည်ကိုမိတ်ဆက်တက်ထက်ထက်ဆန်အဲ့လိုလေးတော့ဖြစ်ဖြစ်သွားတာပေါ့နည်းနည်းထောက်တဲ့ဟာလေးတော့ဖြစ်တယ်အဲ့ဒါလေးတခုပါပဲရှင်ဒါပေမဲ့ဒီဆရာရဲဦးနဲ့မိလိုက်တဲ့ခါကျတော့ဆရာနာမည်လေးကိုပြောင်းစီခြင်းနဲ့ဆိုတော့ကြောင်းဖြစ်သွားတာပါဆရာကိုလည်းယုံကြည်လို့ပါခေတ္တနာပြောင်းလိုက်တာကခေဝါနှစ်လသုံးလလောက်ဝင်ကျင်တော့ရှိပြီရှင်ဟုတ် အင်းဒီခေတ္တန္တာနာမည်လေးရကြတော့ဗောနောခုနကခေပြောသလိုဗောနောဒီအရှေ့တက်ထက်ဆန်ဆိုရင်တက်ထက်ထက်ဆန်အဲ့လိုမျိုးဗောတစ်ခါကြီးကတကောက်ကိုထစ်ထစ်သွားရဗောနောအဲ့လိုမျိုးလေးမဖြစ်ဘဲနဲ့အခါကြီးကကိုယ့်ကိုမိတ်ဆက်တဲ့ခါကြရင်လေနည်းနည်းထစ်ထစ်သွားတာဗောခုခေတ္တန္တာကြတော့စကားပြောတာမထစ်တော်ဘူးဗောနောအဲ့ဒါလေးတခုတော့အားရပါတယ် ကကြတော့လေဒီဒီတေးသံရှင်အမုံငယ်ပေါ့နော် music mv လေးရိုက်တာဖြစ်ပါတယ်အဲ့မှာညီမလေးကလည်းဒီဟိုသေဥဆောင်ပါဝင်ပါဝင်ပြီးတော့သေဥဆောင်မိတာဖြစ်ပါတယ်။ဟောဒီနေ့ကကြတော့ဒီမောင်လေးတန်ရီလာရဲ့ဒီတေးသံရှင်အမုံရဲ့ခေရပါတော့သေဥဆောင်တော့ဖြစ်ပါတယ်။ဟုတ်ကဲ့ရှင်ဒီပြိုင်ပွဲပြီးတဲ့အပေါ်တော့ဒီတချို့လာပြီးတော့မှရှူပွဲတွေတော်လျှောက်ဖို့အတွက်ကံလန်းတဲ့ဟာလေးရောက်ဖြစ်ပါတယ်ပြီးတော့ တခြားအနုပညာလှူရှားမှုအနေနဲ့ဆိုရင်တော့ဒီဒီပေါ့နော်ဇလန်းတွေရိုက်ဖို့တော့ကိုယ်လည်းကြိုးစားနေပါရဲ့ရှင့်ဟုတ်ကဲ့ရှင့်အရင်တော့ကတော့ပေါ့နော်ဒီ miss ပြန်ပွဲလို့တော့ကတက်ထက်ဆန်နဲ့လုတ်ခဲ့တယ်ပေါ့နော်ဟိုမှာအဲ့ဒီနံပါတ်လေးကတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဆိုတော့အခါကျတော့ပြင်မေးလိုက်တဲ့အခါကျတော့ဆရာ ပြောင်းမှာဆိုတော့ခက်တန်သားဆိုနံပါတ်လေးပြောင်းလိုက်တာပါပြိသက်ကိုလည်းရမ်းအားနာတယ်နံပါတ်တစ်ခုပြီးတစ်ခုပြောင်းနေရလို့လေတစ်ခါသုံးခါလောက်ရှိပြီ ဟုတ်ညီမလေးအနေနဲ့တော့လေးဟိုတိတ်တော့နားမလဲတော့တက်ထက်ထက်ဆန်ဆိုတော့လည်းအဆင်ပြေတခါတလေစကားပြောတဲ့ခါကျရင်မိတ်ဆက်လို့ရှင်ကိုနမဲကိုမိတ်ဆက်တက်ထက်ထက်ဆန်အဲ့လိုလေးတော့ဖြစ်ဖြစ်သွားတာပေါ့နော်နည်းနည်းထောက်တဲ့ဟာလေးတော့ဖြစ်တယ်အဲ့ဒါလေးတခုပါပဲရှင်ဒါပေမဲ့ဒီဆရာရဲဦးနဲ့မိလိုက်တဲ့ခါကျတော့ဆရာနမဲလေးကိုပြောင်းစီခြင်းနဲ့ဆိုတော့ကြောင်းဖြစ်သွားတာပါဆရာကလည်းယုံကြည်လို့ပါခေတ္တနာပြောင်းလိုက်တာကခေဝါနှစ်လသုံးလလောက်ဝင်ကျင်အောင်ရှိပြီရှင်ဟုတ် အင်းဒီခေတ္တန္တာနာမည်လေးရကြတော့ဗောနောခုနကခေပြောသလိုဗောနောဒီအရှေ့တက်ထက်ဆန်ဆိုရင်တက်ထက်ထက်ဆန်အဲ့လိုမျိုးဗောတစ်ခါကြီးကကိုယ့်ကိုထစ်ထစ်သွားရယ်ဗောနောအဲ့လိုမျိုးလေးမဖြစ်ဘဲနဲ့အခါကြီးကကိုယ့်ကိုမိတ်ဆက်တဲ့ခါကြရင်လေနည်းနည်းထစ်ထစ်သွားတာဗောခုခေတ္တန္တာကြတော့စကားပြောတာမထစ်တော့ဘူးဗောနောအဲ့ဒါလေးတခုတော့အားရပါတယ်ဟုတ်ကဲ့ရှင်တက်ထက်ဆန်နဲ့ဆိုတော့တမီးဟုတ်တချင်းနေလဲထုတ်ခဲ့တယ်ဒီ universe ရဲ့ journey တခုလုံးလဲဒီတက်ထက်ဆန်နာမည်နဲ့ပဲရောက်ခဲ့ရမှာဟုတ် အကရှင်ဝါသနာတော့ပါပါတယ်ဒါပေမဲ့ဟိုသူများတွေတို့ဒီဇိုင်းမမမလုံးနိုင်တော့လေတလန်းချင်းမဲအေးစစ်စစ်ဝါလုံးနေရတာဟုတ်ကဲ့ရှင်အာဒီဖြတ်တန်းမှုမှာဆိုလို့ရှင်တော့အမှုပညာလုပ်ငန်းနေနဲ့ပတ်သက်ပြီးတော့ဟိုဟာကြိုးစားနေပေါ့နော်ကိုယ့်ရဲ့ life style အနေနဲ့ကတော့ကိုယ့်ရဲ့ဒီသတားလေးနဲ့မျိုးသားနဲ့ပေါ့နော်အဲ့ဒါလေးကတော့အဲဟိုကျင့်တဲ့အရာမျိုးရှိပါတယ်အာရခဲ့ပါတယ်မသတားကတော့ဟိုဘာပဲဖြစ်ပေါ့နော် အမမရှိတင်သွားရမယ်ဆိုရင်အာရှိတင်သွားမယ်ပါကြသူဘာမှတော့တိတ်နားမလဲသေးဘူးပေါ့နော်ငယ်တဲ့အရွယ်ဆိုတော့လေဟုတ်ဟုတ်တယ်ရှင့်ဟုတ်ဟုတ်ကဲ့ရှင့်အသူကတော့ပေါ့နော်ဒါခေတ်ကဟိုမရှိမဖြစ်လေးနေပေါ့နော်အိမ်က10လေးလေး20လေးကြီးပါအဲပေါ့နော်အိမ်ငွေကြီးပိုင်းလဲပါတယ်ရှင့်ပြီးတော့ခါကြတော့ဒီဒီစိတ်တက်ကို less pulling ပေးတယ်အဲ့လိုမျိုးလေးပေါ့အလိုအပ်တာလေးဒီ အကုန်လုံးမဟုတ်ရင်တော့မှာပေါ့နော်လိုက်ပြီးတော့တက်နိုင်ဆုံးလိုက်လုပ်ပေးပါရစေ ပျော့တာပေါ့နော်ခစ်တန်တာလို့ပြောလိုက်တော့စူတာပေါ့နော်ဟိုနမဲတလုံးပေါ့ပေါ့နော်ဒီလိုတိဆောက်လာခဲ့ရတာကိုကိုရှောက်လာရတဲ့တနစ်နှစ်နှစ်ဆိုတဲ့ဂျာနီတစ်ခုကနမဲတစ်ခုပြောင်းလိုက်တာနဲ့ပရိတ်သတ်ကပြန်မမှတ်မိတော့ဘူးပေါ့နော်အဲ့လိုခဏခဏပြောင်းလို့ဆိုရဲစူပါတယ်အဒီတခါတော့နောက်ဆုံးအနေနဲ့ဒီနမဲလေးပြောင်းခွင့်ပေးပါဆိုပြီးပြောင်းလိုက်တာပါဟိုမှာလှထားလိုက်တာတအားရစိတ်ဆိုရဲလက်ပဲပြောင်းတော့ဟာလေတစ်ခုပြီးတစ်ခုရှောက်ပြောင်းနေလို့ဆိုပြီးတော့လေလောက်ပါနဲ့ဘာလို့ပြောင်းပါလဲပေါ့နော်ဒါပဲကိုယ်လည်းပြောင်းကျင်တာနဲ့ပြောင်းချလိုက်တာဒီတစ်ခါ ပဲပေါ့နောက်ဆုံးတစ်ခါအင်းတော့လေချောကတော့လွယ်ပါတယ်မမဟိုတစ်ခုခုဆိုလို့ရှိရင်စိတ်ထဲမှာတိတ်ပြီးတေးမထားတတ်တဲ့ခုဆိုတော့ဘုံဘုံလေးလေးမပြောရဲလို့ဆိုတော့ပြောရတာအဆင်ပြေပါတယ်ဟုတ်ဟုတ်ကဲ့ရှင့်ဟုတ်ဒီခေတ္တနာနာမည်လေးနဲ့ပေါ့နော်ရှေ့ဆက်ပြီးတော့ဒီတချင်းနေလို့တချင်းနေလည်းထပ်ပြီးတော့ပေါ့နော်လှုပ်သွားပါမယ်ရှင်ပြီးတော့ဒီတိရုပ်ဆောင်ပိုင်းလေးကိုလည်းစူးစမ်းပြီးတော့လှုပ်သွားပါမယ်လို့ပြောချင်ပါတယ်